။သူ့လောက်ကားရိုက်ဆိုင်တာသူကြီးပဲ။အမရီဖိုးကားကြီးကြည့်မလား။သူပဲ။ဒီဘက်ကားကြီးလည်းသူပဲ။ဇလန်းတို့အမင်းသမီးကြီးဖြစ်သွားတယ်။ဟဲ့ဘာလဲ။ကီလိုဝဲတောက်တို့မရလှုပ်စားရတာလို့။ခေါင်ရင်တော့လိုက်တာပဲ။ဟာ။ခေါင်ရင်လည်းမဟုတ်လေခေါင်ရင်တော့အဲ့လိုသွားရိုက်ပြီးတော့လိုက်ပြီးရိုက်တာဗောလို့ပြောတာလေ။ကျွန်တော်ကရင်တော့တချင်းပဲရေးတာတေးရေးနေနေကျွန်တော်၅နှစ်လောက်နေပြီးတော့မှမခန့်ချင်းစကလေးနဲ့တချင်းစိုးတယ်ပေါ့နော် 2015-2016ကမှဒီကိုရှိုမန်းတို့ရဲ့ကောင်းမှုနဲ့ကျွန်တော်ဗန်နီချိုနဲ့တူတူချမ်းဆိုတဲ့ဇာတ်လမ်းတွေစရရင်းထဲမှာဒီရုပ်ရှင်လောကတွေရောက်လာတာသူကလေအရန်ရှည်ရတယ်ကွာသူကလေအပြစ်မအဲ့လိုစကားပြောလဲတော့ရုပ်ကတိရမလားဒီလိုဒီလိုဒီလိုလို့ဆက်လေသူကအရန်ချစ်တယ်ဆိုတော့အော်ခင်စရာကောင်းနေအဲ့အဲ့လိုတယောက်နေပဲတိရသူဘာလို့စားမလဲမသိဘူးရင်တော့တော့ဘုရုပ်စေးမှာပေါ့နေစီဘန်လေးရှင်ဘာမှချိုးပြီးသူကသဘောကောင်းပါလေနည်းနည်းပေါ်တော့တော့နေတာလွယ်လို့သူ့လောက်ကားရိုက်စိတ်တာသူကြီးပဲ အမရီဖိုးကားကြီးကြည့်မလားတူပဲဒီဘက်ကားကြီးလည်းတူပဲဇလန်ရမင်းသမီးဖြစ်သွားတယ်ဟဲ့ဘာလေကီလိုမဲတောက်တို့မဲကလှုပ်ရှားတာဟုတ်ခေါင်ရတော့လိုက်တာပဲဟာဟာကြီးလေမဟုတ်လေခေါင်ရတော့အဲ့လိုသွားရိုက်ပြီးတော့လိုက်ပြီးရိုက်တာဗောလို့ပြောတာလေစီနီယာမင်းသမီးတယောက်နေတော့အဲ့လိုကြီးတော့မပွင့်လင်းတဲ့ဟုတ်စီနီယာမလို့နောက်လူတွေပညာရအောင်ပြောပြတယ်ကိစ္စဟုတ်လေတင်တော့ကိုးထအငယ်တွေကိုကောင်းတာပဲတင်ပြီးဗောမာကြီးကလည်းအခုလည်းကောင်းတာလေကောင်းတာပဲတင်တာလေ အဲ့ဆိုရင်ကိုသိန်းကို तू ကခေါ်မရိုက်နဲ့ तू မလိုက်ဘူးတဲ့ကိုသိန်းနုပညာချင်းမရဘူးလေကိုတတ်မှတ်ထားတဲ့ဈေးလည်းမရှိဘဲနဲ့တော့အပြင်မှာပေါက်ခဲ့တဲ့ဈေးတွေနဲ့ဒီကောင်ကိုခေါ်မရိုက်နဲ့ဒီကောင်ကဒီဈေးယူရဆိုရင်လုံနေလို့အခုမှ producer ရော writer ရောခေါ်မရဲလို့ဒုက္ခရောက်မှာဟုတ်လေဒီလိုဒီလိုပြောကိုကိုသိန်းကိုသိန်းအခုဒီလိုပြောပြလိုက်အားလုံးကိုလူတွေပဲကိုလူတွေပဲအဲမဟုတ်တဲ့သတင်းဖွင့်တာကိုလူတွေပဲဟုတ်ကိုသိန်းအခုဆိုဒီရက်နေပြောလိုက်နော်ရှားတဲ့ဈေးနဲ့တော့မလိုက်ဘူးစိတ်သာရှိသေးတယ်စကားဆက်လက်လာလေးပြောရတယ်စိုက်တက်လောက်ပေးပါ ဒါပေမဲ့မနစ်နာပါစေနဲ့ဘလို့တတ်မှတ်ထားရလဲအလုပ်အစဉ်မျိုးကအဓိကအဆင်ပြေအောင်လုပ်ပေးမယ်အဲပတ်စံကပတ်စံနှိမ့်နေခုချိန်မှာကအလုပ်ကရှားတယ်လေညှိလို့ရတယ်ညှိလို့ရတယ်ကာလာဆိုတော့ဘလို့ပဲပေါ့ဟိုအစ်ကြရီအရန်များတယ်ဆိုလဲအမားတို့ကတတ်နိုင်တဲ့လောက်တော့ short ပေးရတာပေါ့နော်အဲဒါမှမဟုတ်လဲအစ်တာနည်းနည်းလေးနဲ့ရိုက်မယ်ဆိုရင်လဲဒါတစည်းပေါ့နော် အဲအဲ့လိုမျိုးအားလုံးကဒီလိုပဲသွားနေရတာပါပဲဟုတ်ပါဗျာတန်းတစ်ခုကြီးငါဒါရမှဒါရိုက်မယ်ဆိုတဲ့ဟာမျိုးလုပ်ရင်တော့အစိမ့်မပြေနိုင်ရအောင်လေကျွန်တော်ပဲကြည့်ကဲအားလုံးပဲဒီနေ့တလာပိုင်းဟုတ်ပါဘူးငါးလပိုင်းတရက်နေ့ကနေစပြီးတော့မုံမြင့်ဇလန်တွဲလေးကိုမနက်7:00နာရီဆိုလို့ရှိရင် Heavy Application မှာကြည့်လို့ရပြီပြီးရင်ည9:00နာရီဆိုလို့ရှိရင် MRD ဖုန်းမှာကြည့်လို့ရတယ်ည8:00နာရီဆိုလို့ရှိရင်ခဏတော့တင်ရင်းသွားည8:00နာရီဆိုလို့ရှိရင် Heavy ရဲ့ YouTube Channel ကနေကြည့်လို့ရတယ်တနင်္လာနေ့ကနေတောက်ကြနေ့ထီကိုစေတုံးတွေကြာစေတုံးတွေတနေ့လုံး တင်လာတင်လာနေရတယ်တောက်တန်နေတယ်အလုပ်တွေလုပ်ပြီးမာမလည်းဖြစ်ပြီးတစိန်လုံးနေကြမှာအားလက်ရဖြစ်တဲ့သူကဘာမာရသွန်ဆိုလဲမသိဘူးအဲ့မှာအဲ့တစ်ပတ်လုံးပြရတဲ့ငါးပိုင်းလုံးကိုတထိုင်နဲ့ကြည့်ရကိုချက်သူရေးစားပေးရဆက်ကမာလေးတောက်ချန်လိုက်တာအကိုကြီးကလေကမာလေးရဲ့လေဒါအမအိုအိမ်ကိုခေါ်လာလိုက်တယ်ဟေးဘာဘာမင်းကလည်းနားလို့ခေါ်လာရတာနားတာ